ကွေးတိုင်းပခုတ်ကူမြို့နယ်တွေကတော်လိုင်းတက်တွေဆိုးမိုးနေမြေတဲ့ပြန်ဝဲလာတဲ့စစ်ကောင်စီရဲ့ပါရာမော်တာ3စီးအနက်တစီးကိုပစ်ချနိုင်ခဲ့ပြီးမီးရှို့ရှင်းလင်းနိုင်ခဲ့ကမောင်းနှင်သူထွက်ပြေးလွတ်မြောက်သွားတယ်လို့ Burma Revolution Rangers အဖွဲ့ကထုတ်ပြန်ပါတယ်။ဧပြီလ23ရက်နေ့ညနေ9:30မိနစ်အချိန်ခန့်မှာပခုတ်ကူမြို့နယ်တပ်မ101ကပါရာမော်တာ3စီးပြန်တက်လာရာ တစည်းမှာတော်လိုင်းနယ်မြေအတွင် ပြန်ဝဲနေခြင်းပြစ်ချခဲ့တာဖြစ်ပြီးဆက်ကျွင်ရင်းကမြေပြင်ကိုဆင်းသက်ခဲ့တယ်လို့သိရပါတယ်။အဆိုပါပါရာမော်တာကို Revolution Ranger အဖွဲ့နဲ့အတူတော်လိုင်းပူပေါင်းတပ်တွေကတွားရောက်ရှာဖွေ ရှင်းလင်းခဲ့ရာစစ်ကောင်စီကအင်အားအလုံးရင်းနဲ့တက်လာတာကြောင့်အဲ့ဒီပါရာမော်တာကိုယူဆောင်သွားလို့မရဘဲမိရှုရှင်းလင်းခဲ့ပြီးမောင်းနှင်သူကတော့ထွက်ပြေးသွားတယ်လို့သိရပါတယ်။ အဆိုပါလှုပ်ဆောင်မှုကို Burma Revolution Rangers တပ်ဖွဲ့နဲ့အတူပခုတ်ကူ People Defense Force PPDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီဟာစက်တက်လေဒီပါရာမော်တာတွေကိုပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလပိုင်းမှာစတင်အသုံးပြုပြီးတော်လှန်ရေးတပ်တွေနဲ့ပြည်သူတွေကိုဘုံကျဲရာမှာစတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ငလင်းတန်းခံခဲ့ရတဲ့မန္တလေးတိုင်းမန္တလေးမြို့ရှိ စကိုင်းဖီလာအစာအုပ်ကိုဆက်လက်ရှာဖွေရှင်းလင်းရေးလှုပ်ဆောင်ရာရုံလောင်းလီလောင်းထက်မှန်ရှာဖွေတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တက်ဖွဲ့ကထုတ်ပြန်ပါတယ်။စကိုင်းဖီလာအစာအုပ်စီဆောင်တဲ့ဒီဆောင်တို့ကိုဒီနေ့ဧပြီလ24ရက်နေ့မှာဖယ်ရှားရှင်းလင်းရေးလှုပ်ဆောင်ခဲ့တာဖြစ်ပြီးအမျိုးသား၃ရုံလောင်းနဲ့ကလေးတဦးရုံလောင်းကို တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကဖေရှားရှင်လင်းရေးနဲ့ရုံလောင်းထုတ်ယူနိုင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့အသိပေးထားပါဗျ။